ဒီနေ့ကျွန်တော်တို့ iSpot အနေနဲ့အာရှပလာကျေးဇူးပွဲအောင်လာတဲ့မြန်မာယူဆက်ကုန်မျိုးသမီးတင်ပါလို့နေလဲဆိုတော့သတင်းသွားယူမှာပါခုဆိုပွဲထဲမှာတော့ကစားသမားတွေမရောက်သေးပဲဂျပန်နီးပြကွန်မီကိုနဲ့နီးပြဖွဲ့ထိုင်နေတာကိုလည်းတွေ့ရပါတယ်ကစားသမားတွေကဒီနေ့ကြောင်းတက်နေတာမို့နောက်ကျနေတာပါစာမားတွေစောင့်နေတဲ့အချိန်မှာပဲခိုမီကိုကမိကုန်းချုပ်မိကုန်းပြူလို့ပြိတက်တိကျင်မဲ့ထင်တာလေးတွေမြည်တည်ခဲ့ပါတယ် မေးပြေးသေးသေးကိုတော့ iSpot ကတိတက် video တစ်ပုဒ်ထုတ်ပေးသွားမှာပါ ကဲခုလောကစားသမားတွေရောက်လာပါပြီဂျပန်နီးပြကသူ ရောက်ခါစားကဆိုရင်ကစားသမားတွေက training 4နာရီစာရင်4နာရီမှာကွင်းထဲရောက်တတ်ပြီမဲ့အခုဆိုရင်တော့ training မစခင်နိုင်ဝဲလူတွေကရောက်လာတတ်တယ်လို့ခုံပြီးပြောနေပါတယ်ခုက training စဖို့12မိနစ်လောက်ပါသေးတယ်ဒါမဲ့ကစားသမားတွေကတော့ကွင်းထဲမှာဝင်စားနေကြပါဘူး

training ကတော့လည်းကျွန်တော်ကြည့်ရကစားမလေးပင်မနေဘူးလားမသိဘူး။အတန်သိမ့်ထွက်ကြအောင်အဲ့ဒါအခုလည်းသလိုပြောသွားကြပါလိမ့်။ဒါကလေးတွေပြောဖို့အတွက် training မှာနေ့တိုင်းစီစဉ်နေရတယ် channel skill တွေလို့သိရပါတယ်။ဒါပြင်ဒီနေ့ training မှာ shooting power တွေကိုလည်းကျင့်နေတာကျွန်တော်မြင်ခဲ့ရပါတယ်။ ုတော့မိုးရေအရင်ရွာပြီးမောင်းလာပြီမြဲ training ကတော့မပြီးသေးပါဘူးမီးတွေဖွင့်နေပြီးတော့ training ဆက်လုပ်နေတော့တွေ့ရပါတယ် 6နာရီထိုးကနေမှပဲ training ပြီးသွားပါတယ်။ကလေးတွေကတော့ interview လုပ်ချင်မဲ့မိုးမိကြတော့ဖြားမှဆိုလို့မမေးတော့ပါဘူး။ဒီနေ့ကတစားတိုင်းပိတ်ရမတိုင်ရင်နောက်ဆုံး training ရဲ့ဆိုတော့ဒါပြီးရင်အင်ပြန်ကြရမှာမို့ကလေးတွေကတော့ပြောနေကြပါတယ်။နိုဝင်ဘာ17ရက်နေ့မှာပြန်ဆောင်လို့ပြရပါတယ်။သူလည်းပြန်ပါမယ်။အဲ့တော့ကျွန်တော်လည်းပြန်ပါတော့မယ်။ ူဆက်ခွန်တင်ကအာရှဖလာမှာစီမီဝင်ပြိုင်နိုင်မှုအစီအစဉ်နဲ့အားကြီးလုပ်ထားပါတယ်။ဒါတို့တော့ဂျပန်နီးပြားကွန်မီကိုနဲ့ Ice Boy ရဲ့အင်တာဗျူးမှာစောင့်ကြည့်အားပေးကြပါဦးနော်။